်မင်္ဂလာပါရှင်ကျွန်မကတော့ချချူဆက်မှာ DPPO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မွန်ပြည်နယ်ရေးမြို့နယ်ကြောင်းရွာချေးွာမှာတိုက်ပွဲဖြစ်ပွားနေပြီးအမှတ်961အချိန်မြန်တက်ရင်အရာရှိလိုင်းကန်းကိုရေးဘလူးအဖွဲ့ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရေးဘလူးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။နိုဝင်ဘာလ10ရက်နေ့လယ်ပိုင်းကရေးမြို့နယ်ကြောင်းရွာချေးွာမှာရှိတဲ့စစ်တပ်ရဲ့ဂင်မုံနဲ့ရေးဘလူးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့ကရေဘလူအဖွဲ့ကခမရ997တိုက်ရင်ထဲမှာရှိတဲ့အရာရှိလိုင်းကန်းကိုလက်နက်ကြီး RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရေဘလူအဖွဲ့ရဲ့တိုက်ရင်မှုကပြောပါတယ် စစ်တပ်ဘက်ကလည်းပြန်လည်ပစ်ခတ်တာမျိုးရှိပြီးတိုက်ပွဲဖြစ်ပွားချိန်မိနစ်20လောက်ကြာမြင့်ခဲ့ကတော်လိုင်းတပ်ဖွဲ့တွေဘက်ကအထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်အခုတက်ခိုက်မှုမှာစစ်တပ်ဘက်ကထိခိုက်မှုကိုတော့ DPP အနေနဲ့အတိအကျအတိမပြုနိုင်သေးပါဘူးပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့ကလည်းရေးမော်လမြိုင်ကာလမားနဲ့နှင်းဆုံရွာအဝင်ကစစ်တပ်နဲ့ DKPA ပူးပေါင်းဆက်ဆဲဂိတ်ကိုရေဘလူးတော်လှန်ရေးတပ်ဖွဲ့ကဝင်ရောက်တက်ခိုက်ခဲ့လို့ ဒီ KPA တက်ဖွဲ့ဝင်တချို့ထိခိုက်ခဲ့တယ်လို့ဒေသတွင်သတင်းရင်းမြစ်တွေစီကသိရပါတယ်ရှင်။တနင်္သာရီတိုင်းမြမထိုင်းနယ်ဇံမောရောင်မြို့မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်မောရောင်မြို့အပါအဝင်အနည်းရှိကျေးရွာတွေကဒေသခံတွေစစ်ပေးရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ10ရက်ည7:00နာရီခွဲဝန်းကျင်လောက်မှာမောရောင်မြို့အနီနာဝန်းကျင်မှာရှိတဲ့ကျေးရွာတွေထဲကိုစစ်တပ်ကအကြောင်းမဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ ဲ့ဒီလိုပြစ်ခတ်တာကြောင့်မောရောင်တမျိုးလုံးကလူတွေကဌာနကံပကြော့မျိုးတွေကိုထွက်ပြေးတိတ်ရှောင်နေရပြီးတချို့ကတော့အနေနာဝေးကျစ်မှရှိတဲ့ဥယျာဉ်ခြံမြေတွေထဲမှာရှောင်နေကြကလေကြောင်းတက်ခိုက်မှုကိုလည်းစွေနေရတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့မောရောင်မျိုးအနေနာဝေးကျစ်မှစစ်တပ်နဲ့ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေစစ်ရေးတင်းမာနေတယ်လို့ဒေသခံတွေကတဆင်သိရပါတယ်။လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးစစ်ရဲအခြေအနေကို သိနိုင်ဖို့ KNU မျိုးသားစီအုပ် KNU တပ်မဟာလေ တင်းသားရဲ့မြို့နယ်ဥက္ကဋ္ဌပတူညာဝါကို DBP အနေနဲ့ဆက်သွယ်မြင်မြန်ဖို့ကြိုးစားနေဆဲဖြစ်ပါရဲ့ရှင်။ချင်းပြည်နယ်မြောက်ပိုင်းကိုစစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ပြန်ဆင်လာပြီးကနေဒီတောင်အပါဝင်တိုင်းငင်းလက်မကြီးကနေရတချို့ကနေတော်လှန်ရေးတပ်တွေပြန်ဆုတ်ပေးလိုက်ရပါတယ်။ဒီသတင်းကိုမော်ရစ်ကပေးပို့ထားပါရဲ့ရှင်။ ချင်းပြည်နယ်မြောက်ပိုင်းဖလန်းတီးတိန်နဲ့ကလေးတိုင်းငင်ဘက်ကိုစစ်တပ်ကအင်အား300စီပါတဲ့စစ်ကြောင်းနဲ့စစ်ကြောင်း3ကြောင်းခွဲကထိုးစစ်ပြန်ဆင်လာလို့ချင်းတော်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပါဗျ။ပထမစစ်ကြောင်းတစ်ခုကတီးတိန်မြို့ခလာရ269တပ်ကနေထွက်လာတာဖြစ်ပြီးနိုဝင်ဘာ4ရက်နေ့မှာစစ်ရေးအချက်ချာကြတဲ့ကနေဒီတောင်ကိုပြန်သိမ်းနိုင်ခဲ့ပြီးတော့ဒုတိယစစ်ကြောင်းကကလေးကံကောင်းလန်းကနေဖလန်းမြို့ကိုတပ်ဖို့ပြင်နေတာလို့လက်ရှိတိုက်ပွဲဝင်နေတဲ့တီးတိန်အခြေစိုက်တော်လိုင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF CDM CN က DBB ကိုအတင်းပြပါဗျ။ ဟိုင်အခုလောဆက်တိတိဖက်ကနေတက်လာတာတဲ့စစ်ချောင်းကတော့ကနေဒီတောင်ကိုရပြီပေါ့နော်ကနေဒီတောင်သူတို့က၄ရက်နေလောက်မှရတယ်ပြီးတော့မှအဲ့အနေ9ရက်နေလောက်ကျွန်တော်တို့ဖက်ကိုစစ်ချောင်းလာထိုးပြီးတော့မှ9ရက်နေမှကျွန်တော်တို့နဲ့လေထံကုန်းမှတိုက်ပွဲအာခဏဖြစ်တယ်ပေါ့နော်ကနေပြီးတော့မှ10ရက်နေမှတိုင်နေရွာထက် ကာလာမကြီးအတိုင်းမလာပဲနဲ့တောလာမကြီးတိုင်းလာပြီးတော့မှတိုင်းနဲ့အထက်တက်တက်မှသူတို့ကတညာ8တဲ့ပေါ့နော်ဟုတ်ကဲ့ပြီးတော့မှအာဒီကိုရနေ့မနေ့ကကျတော့ကျွန်တော်တို့အဲ့ဒီတောင်ပေါ်ကနေတိုင်းနေရွာထဲကိုဝင်ပြီးတော့မှသူတို့ကအဲ့ဒီတိုင်းနေရွာတစ်ခုလုံးကိုထိန်းချုပ်ထားတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဗျာဟုတ်ကဲ့ကနေဒီတောင်ကိုချင်းတော်လိုင်းတက်တွေက2023နိုဝင်ဘာမှာတိမ့်နိုင်ခဲ့တာဖြစ်ပြီးနှစ်နှစ်အကြာမှာပြန်လက်လွတ်လိုက်ရတာပါ တတိယစစ်ကြောင်းကတော့ကလေးမျိုးဘက်ကနေတိုင်းငင်လမ်းမအကြီးတိုင်းတက်လာပြီးတော့မှွားပြီးရွာအရောက်မှာဒေါ်လိုင်းတက်တီနဲ့ထိတွေ့မှုဖြစ်ကအခုထိရှေ့ဆက်မတိုးနိုင်သေးပဲစစ်ကြောင်းရက်နေတယ်လို့ဒေါ်လိုင်းတက်ဖွဲ့တွေကဆက်ရှင်းပြပါတယ်ကလေးတိုင်းငင်လမ်းဟာစစ်ရှုံးထားတဲ့ချင်းပြည်နယ်ကိုစကိုင်းတိုင်းနဲ့ကနေစစ်ကူပို့လို့ရတဲ့အတွက် စရေးရအရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်ပြီးတော့ရေကောက်ပွဲမတိုင်ခင်စိုးမိုးနိုင်မှုအခုလိုစစ်ကြောင်းခွဲထိုးလာတာဖြစ်နိုင်တယ်လို့တော်လိုင်းတက်တီကသုံးသပ်ပါတယ်။ဆက်သွယ်ရေးခက်ခဲတွေကြောင့်လက်ရှိခလေးတိုင်းငင်လမ်းမှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တယောက်ရဲ့ပြောပြချက်ကို DBP သတင်းတောက်ကအတန်အစားထုတ်ဖတ်ထားပေးပါရခင်ဗျာ။ကျွန်တော်တို့ခံမှန်းရတာတော့ဘာပဲဖြစ်ဖြစ်ရေကောက်ပွဲကိုလည်းတီးတိမ်နဲ့ကလေးမျိုးမှလှုပ်ချင်တဲ့အတွက်ဒီတိုင်းငင်လမ်းမကြီးကိုသူတို့မထိန်းထားနိုင်ရင်အလွယ်တကူနဲ့တီးတိမ်မျိုးကိုကျွန်တော်တို့စစ်ကြောင်းထိုးလို့ရနိုင်တယ် ကလေးကိုလည်းစစ်ကြောင်းထိုးနိုင်တယ်ဆိုတဲ့ဟာကိုကာကွယ်ဖို့အတွက်ပဲလို့ကျွန်တော်တို့ခန့်မှန်းပါတယ်။လက်ရှိထိုးစစ်တွေမှာနှစ်ဖက်စလုံးအကြအဆုံးရှိနေပြီးချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ကလေးမျိုးမှာလည်းလက်ရှိထိုးစစ်တွေကြောင့်ကျွေးရပေါင်း90ကျော်ထွက်ပြေးတိမ်းရှောင်နေရကစစ်ရှောင်9000ကျော်ဟာစေဝါအကူအညီနဲ့စားနပ်ရိက္ခာတွေပြက်လက်ကန်ပြီးမှအကူအညီတွေလိုအပ်နေကြပါတယ်ခင်ဗျာ။ကျွန်တော် Morris ပါ။ တရုတ်နိုင်ငံသားယူရှန်နီဟာအန်တာတိကတိုက်ရေခဲပြင်ပေါ်မှာမိုင်100မာရသွန်ကို22နာရီမိနစ်40 58စက္ကန့်နဲ့ပန်းဝင်ပြီးစံချိန်သစ်တင်လိုက်ပါတယ်။သူဟာမာရသွန်နဲ့အယ်ထရာမာရသွန်ပေါင်း900ကျော်ပြည့်ခဲ့မှုတဲ့အတွေ့အကြုံရင်းအပြင်းသမားတစ်ဦးဖြစ်ပါတယ်။သူရဲ့စံချိန်သစ်ဟာ2024ခုနှစ်ကပေါ်ဂျိုစင်နဲ့ရော့ပ်ဆမ်ဘီယန်တီတို့တင်ထားတဲ့23နာရီ22မိနစ်59စက္ကန့်စံချိန်ကိုချိုးဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အထရာမာရသွန်ပြပွဲတွေဟာသမယိုးကျမာရသွန်တွေလို26မိုင်ပဲမဟုတ်ပဲမိုင်90မိုင်100ဒါမှမဟုတ်ဒီထက်ပိုပြီးဝေးဝေးပြေးရတာဖြစ်ပါတယ်။နိုဝင်ဘာလ10ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒီအပြေးပွဲကိုအပူချိန်အနှုတ်15ဒီဂရီဆယ်ဆီယပ်စ်မှာပြေးခဲ့ရတာဖြစ်ပါတယ်။နေအောင်ရှိပေမဲ့လည်းပြေးသမားတွေဟာနှင်းကိုက်တဲ့ဒဏ်ကိုရင်ဆိုင်ခဲ့ရပြီးလက်တလျှောက်မှာအကူအညီပေးရစကန်တွေစီစဉ်ပေးထားခဲ့ကြောင်းသိရပါတယ်။ ညချိန်မှာတော့အပူချိန်ကအနှုတ်30ဒီဂရီအထိကျဆင်းခဲ့ပြီးလေတိုက်နှုန်းကြောင့်အနှုတ်35ဒီဂရီအထိခန်းစားခဲ့ရတယ်လို့ဆိုပါတယ်ရှင်။ဒီဗီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်းပါရှင်